အားလုံးပဲမင်္ဂလာပါချင်းရဲဒီအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့2025ခုနှစ်ဧပြီလ16ရက်နေ့အတွက်ခုံနှုံးတုံချင်းရဲဒီရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့ဆာမဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ကလေးမျိုးမှာစစ်ကောင်စီထောင်ထားတဲ့မိုင်းပေါက်ကွဲပြီးကလေးငယ်နှစ်ဦးပွဲချင်းသေဆုံးသွားတဲ့သတင်းကလေးကံကောကြားရှိစကောင်စီအခြေစိုက်စခန်းလေးခုကိုနှစ်လအတွင်းမှာအသိမ်းပိုက်နိုင်ခဲ့တယ်လို့ CDF KKG ထုတ်ပြန်ပြီ စစ်ကောင်စီကအဲ့ဒီစစ်စင်ကြီးအတွင်းထိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ကျေးရွာတွေကိုလေကြောင်းပုံးကျင်းမှုပေါင်းတထောင်ကျော်ပြုလုပ်ခဲ့တဲ့တင်းဟာခါမြို့266ပြိုဟာကုန်းကနေပြည်သူစစ်သုံးဦးဟာ CDF ဟာခါထံလက်နက်ခေရန်တွေနဲ့အတူအလင်းဝင်ရောက်လာစတဲ့တတင်းနဲ့အတူငလင်လှုပ်ခတ်ပြီးနောက်ပိုင်းမှာဖြစ်ပွားတတ်တဲ့ရေကနေတဆင့်ကိုစစ်တတ်တဲ့ယောဂါတွေကာကွယ်နိုင်မဲ့နေလန်တွေကိုတန်ဆက်ပေးသွားပါမယ် အခုအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စကိုင်းတိုင်းကလေးမြို့တောင်ပိလာရက်ကွက် နေမြေကိုမှာယနေ့အပြည်လ16ရက်နေ့မနေ့ပိုင်းကစစ်ကောင်စီထောင်ထားတဲ့မိုင်းပေါက်ကွဲပြီးအသက်9နှစ်နဲ့3နှစ်အရွယ်ကလေးငယ်2ဦးဟာပွဲချင်းသေဆုံးခဲ့ရတယ်လို့သိရပါတယ်။ကလေးမြို့ဒေသခံတို့ကနေပြည်တော်လို့ပြောတဲ့ဝန်ထမ်းအင်အားဖက်မှာစကားစထောင်ထားတဲ့မိုင်းကိုကလေးတွေကယူဆော့ရင်းနဲ့ပေါက်ကွဲတာ ကလေးငယ်နှစ်ဦးပွဲချင်းသေဆုံးသွားတယ်ပုံကွဲပြီးတဲ့နောက်ပိုင်းအဲ့ဒီဘက်ကိုစားကားစားတွေခြေရှုံနေတာလို့ပြောပါရယ်ကလေးမြုပ်အနောက်ဘက်တောင်ဖီလာရက်ကွက်မှာနေပြည်တော်ဝန်ထမ်းအင်ညာတန်လျာရှိပြီးစစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းအဲ့ဒီနေရာမှာစစ်ကောင်စီတပ်ဖွဲ့ကတပ်ဆွဲနေရာယူထားပြီးအနည်းအနာပတ်ဝန်းကျင်မှာမိုင်းတွေထောင်ထားလေးရှိတယ်လို့သိရပါတယ်။အဲ့ဒီမိုင်းပောက်ကွဲမှုကြောင့်တည်ဆုံသွားတဲ့ကလေးငယ်နှစ်ဦးဟာညီအကိုတော်ဆက်သူတွေဖြစ်ကြောင်းသိရပါတယ်။ ကလေးမျိုးပေါ်မှာစစ်ကောင်စီကဘူချုံလန်ကလေးတီးတင်ဖလန်ကာလန်သူနာပြုတ်ကြောင်းကလေးကလေးဝလန်ကလေးကန်ကောလန်ပိုင်မှာနေ့စဉ်တန်လုံကနဲ့ကင်းလက်စစ်စေးမှုတွေပြုတ်လောက်ကတင်းကြစွာစစ်စေးမှုတွေပြုတ်လောက်လိရှိတယ်လို့လည်းသိရပါတယ်။ကလေးမျိုးပေါ်မှာစစ်ကောင်စီဟာအေဂျီလာ၁၇ရက်နေ့ကစတင်ပြီးစစ်သွေးဖုန်းလိုင်းတွေအင်တာနက် Wi-Fi လိုင်းတွေကိုလေးရက်ကြာဖြတ်တောက်ခဲ့ရာ ယမန်နေ့ဧပြီလ15ရက်နေ့မှာပြန်လည်ဖွင့်ပေးခဲ့တယ်လို့ဒေတာခန်နေစီကတည်ရပါတယ်ရှင်။နောက်တရင်တဘောကတော့ CDF KKG Major Operation အဖြစ်2025ခုနှစ်ဖေဖော်ဝါရီလကစတင်ပေါ်ဆောင်ခဲ့တဲ့ကလေးနဲ့ကံကောအကြရှိစစ်ကောင်စီအခြေစိုက်စခန်းလေးခုကိုနှစ်လတာအတွင်းမှာဖျားချေးစုတော်ကြောင့်အောင်မြင်စွာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ CDF KKG ကယမန်နေ့ကထုတ်ပြန်ကြေညာလိုက်ပါတယ်။ အဆိုပါဆက်စင်ရေးအတွက်စုဖွဲ့လေ့ကျင့်မှုကို2024ခုနှစ်အတွင်းစတင်ခဲ့ပြီး2025ခုနှစ်ဖေဖော်ဝါရီလမှစတင်ဖော်ဆောင်ခဲ့ကကလေးကံကောအကြားစကောင်စီအခြေစိုက်စခန်းတွေဖြစ်ကြတဲ့ကပနီစခန်းမန်တော်အောင်သားရအရှိဘက်နဲ့အနောက်ဘက်ပြူစောတိစိုးမိုးတဲ့ကြံသာရွာတွေကိုတိမ့်ပိုက်နိုင်ခဲ့ခြင်းလို့သိရပါတယ်။ CDF KKG Major Operation ဆက်စင်ရေးတစ်ခုလုံးကိုစင်းအမျိုးသားတပ်မတော် CNA ကစီရေကုတ်ကဲခဲ့ကြောင်းဖော်ပြထားပါတယ်။ ဖေဝါရီလ12ရက်နေ့မှာကလေးနယ်ကံကောအကြာရှိစစ်ကောင်စီရဲ့အခြေစိုက်စခန်းတွေအနက်အခိုင်မာဆုံးနဲ့အတောင့်တင်းဆုံးစခန်းတစ်ခုဖြစ်တဲ့ကပနီစခန်းကို၎င်းဖေဖော်ဝါရီလ15ရက်မတိုင်မီမှာမန်တော်ရွာနဲ့အောင်သာရရွာအနောက်ဘက်ရှိစစ်ကောင်စီခြေကုပ်စခန်းတွေကို၎င်းအေဒီလ17ရက်နေ့နေ့လယ်ပိုင်းမှာပြူစောထေးစုမိုးထားတဲ့စံသာရွာကို၎င်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း CDF KKG ကထုတ်ပြန်ပါတယ် ကလေးနဲ့ကံကောအကြရှိတိုက်ပွဲတွေအတွင်းမှာစကောက်စီကနေကျန်လဲထိုးစစ်ဆင်မှုစုစုပေါင်း19ချိန်ပြုတ်လုခဲ့ပြီးတော့စစ်မြေပြင်နဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ခြေရွာတွေကို Jet Fighter အပါအဝင် White 12 White 8လေယာဉ်တွေနဲ့ဘုံကျဲတိုက်ခိုက်မှုပေါင်းတထောင်ကျော်ပြုတ်လုခဲ့တယ်လို့လဲ CDF KKG ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်လေဆောင်တိုက်ခိုက်ခံရမှုကြောင့်အပြစ်မဲ့ပြည်သူ15ဦးထပ်မံနေတည်ဆုံခဲ့ပြီးအယောက်40ကျော်ကတိုင်ရာရရှိခဲ့ကြောင်းဆိုပါရီ ဒါအပြင်လေကြောင်းပုံးကျဲခံရမှုကြောင့်ပြည်သူပိုင်စည်းယုံစာတင်ကြောင်းတပ်တနေကအဆောက်အဦတွေနဲ့ပြည်သူနေအိမ်ပေါင်း60ကျော်ထိခိုက်ပျက်စီးခဲ့ပြီးကျေးရွာပေါင်း12ရွာကျော်ကပြည်သူပေါင်း2000ဝန်းကျင်မှာစစ်ဘေးတန်းရှောင်ကြရကထက်ဝက်ကျော်မှာအရင်အချိန်ထိစစ်ဘေးတန်းရှောင်ကြရစေဖြစ်ကြောင်းသိရပါတယ် CDFKKG Major Operation အတွင်အသက်ပေးဆက်သွားကြတဲ့ CDFKKG နဲ့မဟာမိတ်အဖွဲ့အစည်းအသီးသီးကနေအာဇာနည်ရဲဘော်များကိုလက်အင်ကပေးဆက်ရတဲ့ရဲဘော်တွေ ထိခိုက်ဒဏ်ရာရရှိကြတဲ့ရဲဘော်တွေကိုကုန်ပြုတ်အောင်မေးပါကြောင်းနဲ့အောင်ပွဲရရှိတဲ့အထိအစွမ်းကုန်ပေးဆက်တိုက်ပွဲဝင်ကြတဲ့ရဲဘော်တွေရဲ့ဆွေးလုံလဝေရိယစိုက်ထုံမှုတွေကို လေးစားကုန်ယူကြောင်းထုတ်ပြန်ကြေညာထားပါတယ် CDF KKG major operation ကိုစင်အမျိုးသားတက်မတော် CN CDF ဟာခါ CDF Tendalan CDF CDM CN ABSDF ရော့တီတာလွတ်မြောက်ရေးတပ်ပေါင်းစု CDF စင်သန်းနဂါငင်အောင်ဟန်တာဝတီပတ်ကဖာ MCR PDF ဖက်ကော PKDF စတဲ့မဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေကပူပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်ကလေးတန်ကောအကြကြံရှိနေသေးတဲ့စစ်ကောင်စီစခန်းတွေကျူစောတိဆုံးမထားတဲ့ကြေးရွာတွေကိုလည်းမကြမီအတွဲမှာဆက်လက်တိုက်ခိုက်သွားမှာဖြစ်ကြောင်းနဲ့၎င်းတို့ရဲ့အခြေပြုလှုပ်ရှားရာဒေသတွေဖြစ်တဲ့ချင်းပြည်နယ်စကိုင်းတိုင်းနဲ့မကွေးတိုင်းဒေသအတွင်ရှိအကြမ်းဖက်စစ်ကောင်စီတွေကိုမိဖက်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ပူးပေါင်းကဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းကို Thailand Defense Force ကလေးကဘောကန်ကောကအသိပေးထုတ်ပြန်ထားပါတယ်ရှင်။နောက်တရင်တဘောကတော့ချင်းပြည်နယ်ဟာခါမြို့266ပြိုဟာကုန်းကနေပြည်သူစစ်3ဦးဟာအပြည်လ73ရက်နေ့ကစစ်ကောင်စီကိုဆန့်ကျင်ပြီးလက်နက်ခဲယံတွေနဲ့အတူ CDF ဟာခါထံမှအလင်းဝင်ရောက်လာတယ်လို့ CDF ဟာခါကရမန်နေကထုတ်ပြန်လိုက်ပါတယ်။အလင်းဝင်ရောက်လာသူတွေက MA1 တနက်တလက် MA3 တင်နက်တလက်နဲ့ MA11 တင်နက်တလက်စုစုပေါင်းတင်နက်3လက်နဲ့အတူဝင်ရောက်လာခြင်းလို့သိရပါတယ်။ CDF ခအနေနဲ့အလင်းဝင်ရောက်လာသူတွေကိုနှွေးထွေးစွာကြိုဆိုတဲ့အပြင်ငွေသားစုကြီးတွေကိုချင်းမြင့်ပြီးလုံခြုံတဲ့နေရာကိုရောက်ရှိတဲ့အထိတာဝန်ယူဆောင်ရွက်ပေးသွားမယ်လို့လည်းဖော်ပြထားပါတယ်။ အခုအလင်းဝင်လာကြတဲ့ပြည်သူစစ်သုံးဦးအပါအဝင်2025ခုနှစ်အတွင်း CDF ခါထံအလင်းဝင်လာတဲ့စစ်ကောင်စီလက်အောက်ခံရှင်းတဲ့ပြည်သူစစ်စုစုပေါင်း14ဦးရှိပြီဖြစ်ကြောင်းသိရပါတယ်။စစ်ကောင်စီလက်အောက်မှာတာဝန်ထမ်းဆောင်လိုခြင်းမရှိတော့ဘဲပြည်သူရင်ခွင်ကိုဖက်ပြောင်းချင်သူတွေအနေနဲ့လဲ CDF ခါကနေအများရန်ကြိုးဆိုကြောင်းနဲ့လုံဆောင်တဲ့နေရာရောက်တဲ့အထိတာဝန်ယူပေးမယ်အကြောင်းကိုအတိအပြတ်ထုတ်ပြန်ထားပါရှင်။ အခုဆက်လက်ပြီးငလင်လှုပ်ခတ်ပြီးနောက်ပိုင်းဖြစ်ပွားတတ်တဲ့ရေကနေတဆင့်ကိုဆက်တတ်တဲ့ယောဂါတွေကိုကာကွယ်နိုင်ဖို့လိုက်နာဆောင်ရရမယ့်အရေးကြီးအချက်တွေကိုပြောပြပေးသွားပါမယ်။ရေကနေတဆင့်ကိုဆက်တတ်တဲ့ယောဂါတွေကိုကာကွယ်နိုင်ဖို့အစာအစာကျင့်စဉ်ချက်ကျုံနေစမှာ အစာမစားမီနဲ့အိမ်သာအသုံးပြုပြီးတိုင်းလက်ကိုဆက်ပြနဲ့အစေးပါ။ တန်ရှင်းတဲ့ရေကြိုချက်ထားတဲ့ရေကိုတောက်သုံးပါတန်ရှင်းတဲ့ရေနဲ့ပြုတ်လုထားတဲ့ရေခဲကြောင်းနဲ့ရေခဲတွေကိုသာစားသုံးပါတောက်သုံးရေကိုအဖုံးပါပြီးတန်ရှင်းတဲ့အိုးဘူးကန်တွေမှာတူလောင်ပါရေပိုက်တွေနဲ့ရေတူလောင်ကန်တွေကိုပုံမှန်ဆေးကြောပါတေချာစွာချက်ပြုတ်ထားတဲ့အစာစာကိုသာစားသုံးပါအသီးအနှံတွေနဲ့အသီးရွက်တွေကိုတေချာဆေးကြောပါရှင်းလုံးအိမ်သာအသုံးပြုပါ တွေ့ခဲ့ရနေရာတွေမှာမစင်မစွန့်ပါနဲ့စတဲ့အချက်တွေကိုအမျိုးသားညီညွတ်ရေးအစိုးရစံမှိုင်းဝင်ကြီးဌာနကတိုက်တွန်းနှိုးဆော်ထားပါတယ်ရှင်။ ဟုတ်ကဲ့ပါအခုလို့နားတော်ရဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခုံနုံတုံချင်းရေဒီယိုအစီအစဉ်ကနေဒီမှာပဲနှုတ်ခွန်းဆက်သလိုက်ပါတယ်အားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်